တရားတပိတော်မှာတော့တရားစကံပွဲအတွင်းသာသီလရှင်ဝတ်ခက်တာဝတ်တဲ့ဝဲမြညာတော့ဝိမလညာနေပါဖရာလူမြာတော်ဝင်းဝင်းလာဖြစ်ပါတယ်ဖရာကျေးဇူးတော်ရှင်ဟဲ့တဲ့ဖြစ်တဲ့ပမြားတော်ဆရာတော်ဖရာကြီးရဲ့သီလကုံတမာတိပြင်တိလာကုံတမာတိကိုပညာကုံတို့ဥထိတ်မှာပန်ဆင်လျက်နေပြီးတော့ဩတရတိမျိုးနဲ့တောင်ညိုမျိုးသာသနာဝေပုံလာကြောင်းမှာပထမအကြိမ်ဖြစ်ဆရာတော်ကြီးရဲ့နိနာနေတ္တရအတိုင်း ဖွင့်လက်ခဲ့သောဆယ်ရဲတာတရားစခန်းပွဲမှာဆရာတော်ဤကိုယ်တိုင်ကြွားရောက်ရှိမြင့်ဟောပြောပြတတ်လမ်းညွှန်ပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်မြတ်ဖုရားဆရာတော်ကြီးဤလက်ထောက်ဆရာတော်များနှင့်တရားပြသပြီးတော့ဆရာတော်များဆရာများအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ဖေဟာဖေဟာတပည့်တော်မှာကိုဆရာတော်ကြီးဤနီလန်အတိုင်းအားထုတ်နိုင်အောင်လမ်းပြ ဟောပြောပြတတ်ပေရဲ့မြန်နှင်းစီတော်ရကြောင်းဆရာတော်ကိုလည်းဘုရားတပည့်တော်မှာအထူးပင်ကျေးဇူးတင်ရှိပါတယ်ဘုရားဆရာတော်ကြီးရဲ့နီလန်းဖြစ်တရားအမထုတ်ခင်ဘုရားတပည့်တော်မှာတည်တရားစခန်း၃ကျင်ဝင်ရောက်ခဲ့ပူပါတယ်ဘုရားအဲ့၃ကျင်တွင်မှာဘုရားတပည့်တော်မှာဉာဏ်မမိခဲ့တဲ့အတွက်ဗာအတိဉာဏ်မှခန္ဓာရဲ့ဘဝအမှန်ကိုရှင်းရှင်းလင်းသိမြင်ဝင်မရရှိခဲ့ပါဘူးဘုရားဆရာတော်ကြီးနီးနာနေတဲ့နဲ့ အဖြစ်ရှုမှတ်ပုံအစဉ်အဆက်ကိုလည်းဘုရားတပည့်တော်မှာရှောက်ထားခွင့်ပြုတော်မူပါအရှင်မြတ်ဗျာဘုရားတပည့်တော်မှာဒီတရားကိုအရှင်ရလည်းရသလိုရှုမှတ်ပွားများအထောက်နေပါတယ်ဗျာအဲ့လိုအထောက်နေရင်လည်း2029ခုနှစ်မှာမြန်နှင်းစီတော်ရဆရာတော်ကဟဲ့တဲ့ဗရမတောင်မှာတရားစကန်းဝင်ပြီးရှုမှတ်ပွားများအထောက်ခဲ့တဲ့တရားဆရာတော်ဘုရားကြီးရဲ့နိလန်းကိုဘုရားတပည့်တော်မှာလှမ်းပြီးမိတ်ကြပါတယ်ဗျာ ။ဘုရားတပည့်တော်မှာဒီဆရာတော်ကြီးရဲ့နိလန့်ကိုမြန်မင်းကြီးဆရာတော်မြန်မင်းကြီးကြောင်းဆရာတော်ဘုရားရဲ့မိန့်ကြားမှုအတိုင်းတစ်ဆင့်ကို15ရက်ကြာအိမ်မှာနေရင်နဲ့ကြင့်ကြံပြီးတော့တမာတိထူထောင်ခဲ့ပါတယ်ဘုရား။အစဉ်စဉ်ပထမဆုံးဆရာတော်ဘုရားကကဏနာနီကဏန်တရှာနီနဲ့ရှုမှတ်ပွားများပုံပေးပါတယ်ဘုရား။နောက်ဝင်လီရဲ့ထိတဲ့ဘောကိုအစင့်အစင့်ပေးပါတယ်ဘုရား။ အဲ့ဒါဒီဝင်လေတိပြက်ဝင်လေတိဝင်လေတိပြီးဝင်လေရဲ့အတူရှိအစင်းစင်ကိုတပီးတော်မကိုပြီးပါတယ်ခင်ဗျာတပီးတော်မအဲ့မှာအချိန်ကိုပိုင်းခြားပြီးတော့အများရန်အားထုတ်ခဲ့ပါတယ်ခင်ဗျာအဲ့ပြီးတော့မြန်နေစီဆရာတော်က2021ခုနှစ်မှာမြန်နေစီတော်ရကြောင်းမှာဆရာတော်ကြီးရဲ့နီလန်အတိုင်းတရားစခန်းဖွင့်မယ်လို့တပီးတော်မိတ်နေအချိန်မှာတပီးတော်ကနေပြီးတော့တပီးတော်လည်း <laughs> တရားစခန်းဝင်မယ်ဆိုဝင်လိုက်တဲ့ချိန်မှာအဲ့ချိန်မှာပဲဖရာတပည့်တော်မှရှုခွက်ကိုပြီးပြီးပြင်းပြင်းတွေ့ရှိခဲ့ပါတယ်ဖရာရှုခွက်တွေ့ရှိခဲ့ပြီးတော့အဲ့တရားစခန်းပွဲတွင်းမှာပဲဆရာတော်ဖရာကနေပြီးဖရာတပည့်တော်မှကိုဒုက္ခလက္ခဏာတင်ပြီးခဲ့ပါတယ်ဖရာဒုက္ခလက္ခဏာကိုရှုမှတ်ပွားများနဲ့တရားစခန်းပွဲဆက်ရက်တာပြီးဆုံးခဲ့ပါတယ်ဖရာအဲ့လိုရှုမှတ်ပွားများပြီးတရားစခန်းပွဲပြီးသွားပြီမယ်လေဖရာတပည့်တော်ကအိမ်ပြန်ရောက်တာနဲ့ တရားကိုအချိန်တတိတန်တတ်မှတ်ပြီးအမြဲတမ်းနေစဉ်အာစိတ်နကံအမြဲတမ်းဒီဒုက္ခလက္ခဏာကိုဒုက္ခသွားလဲဒုက္ခလာလဲဒုက္ခစားလဲဒုက္ခလုံလဲဒုက္ခအမြဲတမ်းရှုမှတ်ပွားများရင်းနဲ့အားထုတ်နေခဲ့ပါတယ်ဖေ။ဒါမှမဟုတ်ဖရာတပည့်တော်မှာတော့လောကီကိစ္စအရှုံချင်းပြဿနာတွေအခက်အခဲအဟန့်တားတွေချိန်မှာဒီတရားအတိညာဉ်ကိုတိလိုက်တာနဲ့ဘုရားတပည့်တော်မှာအခက်အခဲမရှိဘဲနဲ့အေးစစ်စစ်နဲ့မတုံ့လောက်ပဲရင်ဆိုင်ဖြည့်ရှင်းနိုင်တဲ့လောကဒဏ်ကိုခံနိုင်တဲ့ အရေးရှင်းနေလဲရှိလာခဲ့ပါတယ်ခင်ဗျအဲ့လိုဖြစ်နေတဲ့အချိန်မှာပဲဆရာတော်ကနေပြီးဟဲ့တဲ့ပြတမများတော်ဆရာတော်ဘုရားကြီး ਨੇ အနိကတရားလာအထုတ်ပါဆိုပြီး2020ခု2022ခုနှစ်6လပိုင်းမှာတပည့်တော်လှမ်းမိန်ပါတယ်ခင်ဗျလှမ်းမိန်တဲ့အချိန်မှာတပည့်တော်မှအကောင်လုံးစီစဉ်ပြီးဟဲ့တဲ့ဗေဒမြတ်တောင်းကိုတရားလက်အထုတ်ပါတယ်ဆရာတော်ဖရာကြီးမရှိပါဘူးဖရာအိန္ဒိယကိုကြွနေပါတယ်ဖရာ ဆရာတော်ဘုရားကြီးရဲ့လက်ထောက်ဆရာတော်ကြီးရဲ့သွန်သင်ဆုံးမလမ်းပြမှုနဲ့ဘုရားတပည့်တော်မှာဟဲ့တိမ်မှာလည်းအေးအေးချမ်းချမ်းနဲ့တရားအသိဉာဏ်တွေကိုတဆင်ပြီးတဆင်သိရှိအားထုတ်နိုင်ခဲ့ပါတယ်ဘုရားတပည့်တော်တလားလို့အတိတ်ခံခဲ့ပြီမဲ့ဘုရားတပည့်တော်မှာကျင့်မာရေးအရှင်ကြီးရာသီဥတုရှင်ကြီးကမတူညီတဲ့အတွက်ထောက်လာတော့ပြန်လာခဲ့ရပါတယ်ဘုရားပြန်လာခဲ့ပြီမဲ့လည်းအိမ်မှာနေ့စဉ်နဲ့အမျှဘုရားတပည့်တော်မှာအားထုတ်ခဲ့ပါတယ်ဘုရားအဲ့လိုအားထုတ်ခံရနေပြီတဲ့ခါကျတော့ ဖရာတပည့်တော်မှာစိတ်ကိုရှူရတဲ့အစင်တီကိုတစင်ပြီးတစင်တက်ခဲ့ပါတယ်ဖရာအဲ့လိုကျူးမှတ်ပွားများအားထုတ်နေရတယ်ပြီးအခုဒီသာသနာ့ဝေဘုံနာကျောင်းတိုင်မှာဆရာတရားစကံပွဲကျင်းပမှာဆရာတော်ကြီးကိုယ်တိုင်ကြွားရောက်ဟောပြောပြသမယ်ဆိုတပည့်တော်အရန်အားရှိသွားပါတယ်ဖရာရအောင်ဝင်မယ်ဆိုပြီးတော့တပည့်တော်ရဲ့မိသားစုကိစ္စတွေကိုရအောင်ဖြုတ်ချခဲ့ပြီးတပည့်တော်ဝင်ခဲ့ပါတယ်ဖရာဝင်ဝင်ချင်းမှာပဲဆရာတော်ဖရာကြီးတို့ရဲ့တနေ့ချင်း ရှုွယ်ရှုပုံရှုနီးကိုစိတ်နဲ့ပတ်သက်တာကိုတစင်ပြီးတစင်ဘုရားတပည့်တော်မကိုဟောပြောပြတာတဲ့အတွက်ဘုရားတပည့်တော်မဟာလဲစ조사အားထုတ်တဲ့အတွက်အတိသစိတ်နဲ့ပတ်သက်တဲ့အတိကိုတစင်ပြီးတစင်တီးရတဲ့အတွက်အတိုင်းမသိဝမ်းသာပီတိပြပြစီရတော်ကြီးကိုအယံကိုကျေးဇူးတင်မိပါတယ်ဘုရား ရာတော်ဘုရားကြီးရဲ့ကျေးဇူးကိုပြောမပြတ်တတ်လောက်အောင်ပါပဲဘုရားအဲ့ဒါကြောင့်ဆရာတော်ဘုရားကြီးကိုဘုရားတပည့်တော်မှဂတိပြုလျှောက်ထားခြင်းနာကဆရာတော်ဘုရားကြီးရဲ့ဆုံးမသွန်သင်လမ်းပြတဲ့နီလန်အတိုင်းကိုဘုရားတပည့်တော်မှအိမ်ပြန်ရောက်သွားပြီမယ်လေနေ့စဉ်နဲ့မြအချိန်ပိုင်းရှားပြီးကြိုးစားအားထုတ်ပါမယ်လို့ဖရာတပည့်တော်မှာဂတိပေးပါတယ်ဖရာဖရာတပည့်တော်မှာရဲ့အတွေ့အကြုံတိုင်းနဲ့အားလုံးတရားစခန်းဝင်ယောဂီသူတော်ကောင်းပေါင်းတို့အကြံပြုပြောပြကြင်တာလေးတစ်ခုอ่ะ ဒီဆရာတော်ဟဲတိတ်ဗေဒမြားတော်ဆရာတော်ဖရာကြီးရဲ့နီလန်းကိုရိုးရိုးတေးတေးလေးလေးစားစားတန်ဖိုးထားပြီးတော့ကြိုးကြိုးစားစားနဲ့အားထုတ်မယ်ဆိုလို့ရှိရင်တကယ်ခန္ဓာရဲ့အဖြစ်မှန်ကိုရှင်းရှင်းလင်းလင်းပိုင်ပိုင်နဲ့သိရှိပြီးတော့သိရှိုံတင်မဟုတ်ဘူးအေဂျင့်မှုကိုလည်းရရှိပါရယ်ဖရာအေဂျင့်မှုရရှိုံတင်မဟုတ်ဘူးလောကထံရဲ့မိသားစုကိစ္စတွေမှာဖြစ်လာတဲ့လောကထံကိုလည်းရရဲဝုံရင်းဆိုင်ဖြစ်ရှင်းနိုင်တယ်ဆိုတော့ ဆရာလေးအနေနဲ့ပြောကြလို့ပါတယ်။ဆရာလေးကိုတွေ့မှုလို့လည်းပြောကြလို့ပါတယ်။အဲဒါကြောင့်မို့လို့အိမ်ပြန်ရောက်သွားပြီမဲ့ဆရာတော်ကြီးရဲ့နီးလန်းတွေကိုတသွေမသိလိုက်နာပြီးတော့အချိန်ကက်တက်ပြီးနေ့စဉ်နေ့တိုင်းအာစိတ်ငကန်လေးဖြစ်အောင်ကြိုးစားအားထုတ်ကြပါလို့လည်းတိုက်တွန်းအပ်ပါတယ်ရှင်။အရှင်မယားဖရာတပည့်တော်မှကြံနေခဲ့ရလေရှောက်ထားခွင့်ပြုပါဖရာ။ဖရာတပည့်တော်မှဒီအဲ့လိုဖရာတပည့်တော်မှကိုယ်တိုင်တိရှိလာတာအတွက်နီးဆက်ရ ဖရာတပည့်တို့မှာမိတ်ဆွေတန်ငယ်ချင်းအပေါင်းအသင်းတွေကိုလည်းဆရာတော်ကြီးရဲ့ဏီတိုင်းတရားအားထုတ်ဖို့တရားအားထုတ်ရင်ဘလို့နေတတ်သွားတတ်လာတတ်လောက်တတ်ကင်တတ်တရားအသည့်ဘလို့ရရဲဆိုတာကိုအမြဲတမ်းပြောပြတဲ့အတွက်တော်တော်များများကလည်း line ဟိုတတိယစကံကိုလာရောက်အားထုတ်ကြပါတယ်ဖရာအားကြောင့်ဆရာတော်ကြီးရဲ့ကျေးဇူးကိုဖရာတပည့်တို့မှာဘလို့မှမပြောပြတတ်လောက်ကျေးဇူးအထူးတင်ပါတယ်အရှင်မြတ်ဖရာ နောက်ဆုံးဤကုန်းကျုပ်အနေနဲ့ကျေးဇူးတင်ပြောချင်တာကတော့စွမ်းလူရှင်များ အရှိုးရိပ်လူရှင်များအကျိုးတော်ဆောင်အဖွဲ့ဝင်များဝေယဝစ္စကုသိုလ်ရှင်အပေါင်းတို့လေယောဂီများအားလုံးရဲ့ကိုယ်စားဖရာတပည့်တော်မှာကျေးဇူးအထူးတင်ပါကြောင်းပြောကြားလျှောက်ထားလို့ပါတယ်အရှင်မြတ်ဖရာ